မနက်ကကျွန်တော်ရဲ့ပို့အမကျွန်တော်ကလွတ်တော်ကိုယ်စလဲလောင်းတယောက်နဲ့မိတ်ဆက်ပေးလိုက်တယ်မိတ်ဆက်ပေးလိုက်တဲ့ခါမှာခမ ्या ကိုအရင်ကလေးစားထားတဲ့သမားတွေအခုတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဟောနော်ဒီစကားတွေကကိုကျော်ကြီးက2019လောက်ထဲက Facebook မှာ like တွေလွှင့်နေရမကြမကြကြားတဲ့စကားဖြစ်တဲ့အတွက်ဘာမှပြဿနာမရှိဘူးဟုတ်ပြီလားခမ ्या တို့နှလုံးသားတွေနဲ့တွေ့တဲ့ခါကျရင်ခမ ्या တို့နှစ်သက်မယ်ခမ ्या တို့မကြေနပ်တာဒီနဲ့ကိုကျော်ကြီးပါဇက်ကထွက်လာလို့ရှိရင်ခမ ्या တို့မနှစ်သက်ဘူးအဲ့တော့ခမ ्या တို့အမုန်းစကားလို့ပြောမယ် ိုကျော်ကြီးပါဇက်ကစကားကတလေတန်နဲ့ပဲထွက်တယ်။ငကိုရဲကကိုကျော်ကြီးကပြောပြီးသားနိုင်ငံရေးသမားမဟုတ်ဘူးအမျိုးသားရေးသမားမဟုတ်ဘူးဘာသာရေးသမားမဟုတ်ဘူး။အဲ့ဒီအတွက်ဘဒုအတွက်ဘယ်ဝအတွက်နဲ့အလုံးမလုံးဘူး။တိုင်းပြည်အကျိုးစီးပွားပြောမယ်လူမျိုးအကျိုးစီးပွားပြောမယ်နိုင်ငံအကျိုးစီးပွားပြောမယ်ဘယ်သူကမှမုန်းတာမရှိဘူးဘယ်ဘာသာကမှမုန်းတာမရှိဘူးဘယ်လူမျိုးကမှမုန်းတာမရှိဘူးဘယ်သူကမှခုံးမတိုက်ဘူးလို့တရားဝင်အတိပေးကြေညာထားတာ အကြံဖတ်တဲ့ဝါဒဆိုနိုင်ငံကြီးအကြံဖတ်ဝါဒကိုလည်းလုံးလုံးလက်မခံဘူးနိုင်ငံကြီးသမားလုံးမှလာအားပေးတယ်လှုပ်တော်ထဲမှာထခြကိုဖြစ်ချင်းတဲ့ဆန္ဒတွေကိုနိုင်ငံကြီးအစုအဝေးအတိုင်းဝိုင်းအင်အားကြီးတောင့်တင်းအောင်လုပ်လုပ်ပြီးကိုလိုချင်တဲ့အရာကိုရအောင်ယူပြည်သူလူထုကိုချနှင်းပြီးတော့ခေါင်းလှုပ်တဲ့ခေါင်းလှုပ်စားတဲ့ကောင်စားမျိုးနိုင်ငံကြီးသမားလူကိုယ်တော်ကြီးမတတ်မှတ်ဘူးအဲ့ဒီကောင်ကြီးအလုံးကြီးလှုပ်ဟန်ကိုလည်းအာမပေးဘူးနိုင်ငံကြီးအကြံဖတ်တာဘာသာရေးအကြံဖတ်တာလူမျိုးရေးအကြံဖတ်တာဘာတစ်ခုမှလက်မခံဘူးတပြည့်သောသားတွေပြောခဲ့ပြီးသား အယူဝါဒတွေကမတူရင်ပုတ်တိုက်မှုရှိတယ်။အသိဉာဏ်နေနဲ့လာခဲ့ရှင်းပြိုင်မယ်။ဒီလိုမျိုးပြောရတဲ့တတိရှိရမယ်။နိုင်ငံရေးသမားကလည်းအဲ့ဒီလိုပြောရတဲ့တတိရှိရမယ်။အဲ့တော့ကိုတော်ကြီးယနေ့ပြောနေတဲ့စကားတွေဒီအကျိုးစီးပွားကိုပဲပြောတယ်။မြတ်စွာဘုရားရဲ့သာသနာအောက်မြတ်စွာဘုရားရဲ့ဘောင်ထဲကနေပြီးတော့အကျိုးစီးပွားရှိတဲ့စကားတွေကိုပြောတယ်။အဲ့တော့ကိုတော်ကြီးနဲ့စကားကရှင်းပြိုင်စစ်ထိုးခြင်းနဲ့ဆိုရင်မိမွေးဖမွေးယုံနဲ့လာခဲ့။ မိမိဘာဘာသာကိုးကွယ်တယ်ဆိုတာကိုလည်းပြောရတဲ့တတိရှိမယ်။နိုင်ငံရေးသမားတော်၎င်းလူမျိုးရေးသမားတော်၎င်းဘာသာရေးသမားတော်၎င်းဘု து ကုမနေမရှောင်ဘူး။ဟုတ်ပြီနော်။ကိုတော်ကြီးသည်နိုင်ငံရေးသမားလည်းမဟုတ်ဘူးဘာသာရေးသမားလည်းမဟုတ်ဘူးလူမျိုးရေးသမားလည်းမဟုတ်ဘူး။တိုင်းပြည်အကျိုးစီးပွားလူမျိုးအကျိုးစီးပွားဘာသာအကျိုးစီးပွားကိုပြောတယ်။အဲ့ဒီအတွက်ဘု து ကုမမမုန်းဘူးဘု து ကုမလည်းမချစ်ဘူး။ဟုတ်ပြီနော်။ကိုကျော်ကြီးနဲ့ဒီဥအောင်ဆန်းဦးနဲ့ကနှစ်ပေါင်းများစွာ Facebook မှာခင်လာတယ်။ သူတို့ရေးတဲ့စာတွေကိုကိုကျော်ကြီးနှစ်သက်တယ်ကိုကျော်ကြီးရေးတဲ့စာတွေကိုသူတို့နှစ်သက်တယ်အပြန်အလှန်ယုံကြည်ချက်ခံယူချက်တူပြီးတော့တွားနေတဲ့လူတွေဖြစ်တဲ့အတွက်ဒီလူတွေကိုမှကိုကျော်ကြီးတို့ကတွတ်တော်တဲ့ရောင်းအောင်တုံးမပို့နိုင်ရင်ကိုကျော်ကြီးတို့ကလကားလူတွေဖြစ်ကုန်ပါလိမ့်တိုက်ကြီးတို့ကတကယ်လွတ်လွတ်မဲ့လူတွေနောက်ထပ်တယောက်ရှိတယ်မအူမင်းမျိုးနေရနေဝင်ပြိုင်မဲ့မျိုးသားတွတ်တော်ကိုပြည်သူလွတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်မဲ့ကိုဖြိုးဝေဆိုရှိတယ် CEO founder တယောက်ဖြစ်တယ်စင်ကာပူနဲ့ UK မှာ ပညာတင်လာတဲ့ပုဂ္ဂိုလ်တကယ်ကိုပညာတတ်တယ်ဟုတ်လားအဲဒီလိုလူမျိုးတွေကိုကိုကျော်ကြီးတို့လွှတ်တော်တွေကိုတုံးမပုံဘူးဘယ်သူတွေကိုတုံးပုံမှာလဲအလကားအာဝါဒလမ်းဘေးစကားပြောပြီးတော့စစ်တပ်ကိုဂုံးတိုက်တဲ့ယုံနဲ့ဟိုလူနဲ့ဒီလူနဲ့ဂုံးတိုက်လမ်းဘေးစကားတောက်တူမယ့်ရစကားတွေပြောတဲ့ကောင်တွေကိုနိုင်ငံရေးသမားလို့ဘယ်တော့မှကိုကျော်ကြီးတို့ကမတတ်မှတ်ဘူးဒီကောင်တွေခေါင်းဆင်းလောက်ရှိတဲ့ကောင်တွေခေါင်းတော်မှာရိုးရိုးအဆင်ခေါင်းဆင်းတော်မရှိပါဘူးနိုင်ငံရေးသမားအဆင်မရှိတဲ့ကောင်တွေဒီကောင်တွေကရိုင်းရိုင်းစိုင်းစိုင်းပြောလို့ရှိရင်သကလုံးတွေကျမ်းတာတွေမပြောချင်ဘူးဟုတ်ပြီနော် အဲ့လိုកောင်သားမျိုးတွေကိုကြိုကြီးတို့အာမပြေဘူးဒါသည်နိုင်ငံရေးအကြမ်းဖက်မှုနိုင်ငံရေးအကြမ်းဖက်မှုတွေစိတ်ဝင်စားဘူးတိုက်ပြည်ကောင်သားရေးကပြည်သူလူထုကအလုတ်ကနှစ်ခုပဲလှုပ်ရှားရှိတယ်မနှမိုးလေးနဲ့ပညာသင်စီးပွားရှာပြည်သူလူထုရဲ့ပညာရေးနဲ့စီးပွားရေးတွေကျန်းမာရေးတွေကိုထိခိုက်အောင်ဖျက်ဆီးအောင်လုပ်ရင်ဒါကနိုင်ငံရေးမဟုတ်ဘူးအဲ့ဒါခေါင်းလှုပ်စားတာပြည်သူလူထုရဲ့ဘဝတွေအသက်တွေကိုရင်းနှီးပြီးတော့မိမိချမ်းသာရေးအတွက်လှုပ်တာအဲ့ဒါခေါင်းလှုပ်စားတာဟုတ်လားအဲ့ဒီအတွက်အဲ့ဒီလိုလုံလီလှုပ်ဟန်တွေကိုလက်မခံဘူး မိမိဘာသာကောင်းစားရေးဆိုရင်သူများဘာသာကိုဖြည့်ဆည်းမယ်တိုက်ခိုက်မယ်စော်ကားမယ်ဆိုတဲ့ကောင်းတွေကိုလည်းလက်မခံဘူးအားလည်းမပေးဘူးဝင်လည်းမပါဘူးဘာသာရေးအယူဝါဒအနေနဲ့ပတ်သက်လို့အယူဝါဒချင်းရှင်းပြိုင်မှလားပုတ်ပုတ်တိုက်မှလားလာခဲ့မုန်းစရာမလို့ချစ်စရာမလို့အယူဝါဒဆိုတာပညာရေးဆန်တာဟုတ်လားနိုင်ငံရေးဆိုတာလည်းပညာရေးဆန်တာပညာရေးဆန်ရစိတ်တက်တယ်မြင်မာရတယ်အော်တန်းသားစကားတွေပြောပြီးတော့ကလေကဝစကားတွေနဲ့ထမင်းရှာစားတဲ့ကောင်တွေကိုတော့လူရမသွင်းဘူးဒါကိုကျော်ကြီးနဲ့ Facebook မှာ နှစ်ပေါင်းများစွာခင်လာပြီးတော့စိတ်လူကိုလူရှိတဲ့လူတွေမို့လို့တွန်းတင်ပေးတာကိုဖြိုးဝေဆိုးရဲ့ဦးအောင်ဆောင်းရဲ့နောက်ထပ်ကိုကျော်ကြီးနဲ့မရင်းနှီးပဲနဲ့တွန်းတင်ပေးမယ်မိန်းမနှစ်ယောက်ရှိအမျိုးသမီးနှစ်ယောက်ရှိနောက်တစ်ယောက်ကဘသူလဲလို့မေးလို့ရှိရင်ဒေါ်ဆန္နာမင်းဒေါ်ဆန္နာမင်းဒီနိုင်ငံရေးသမားပီတာတဲ့အမျိုးသမီးဖြစ်တယ်နောက်ထပ်တစ်ယောက်ကဒေါ်ခင်ခင်ကျော်ဒါတစ်တော့ဆယ်လီဆရာမကြီးဒေါက်တာဆရာမကြီးဒါတွေကကိုကျော်ကြီးနဲ့ခင်တာလည်းမဟုတ်ရင်းနှီးတာလည်းမဟုတ်ဒေါ်ခင်ခင်ကျော်ကတတိပုဂ္ဂလပြိုင်မှာ ဒေါ်ဆန္ဒမင်းကတတိပုဂ္ဂလပြိုင်မှာဥအောင်ဆန်းဦးနဲ့ကိုဖြိုးဝေဆိုးက PP ပါတီကနေဝင်ပြိုင်တာဘယ်ပါတီလဲစိတ်မဝင်စားဘူးလူတယောက်ချင်းရဲ့အရေးချင်းကိုပဲကြည့်တယ်ကိုကျော်ကြီး2019တဲကမဲရွေးဖို့ပြောခဲ့တဲ့နေရာမှာပါတီကိုမကြည့်ပါနဲ့လူတွေရဲ့အရေးချင်းကိုကြည့်ပါလုံနိုင်စွမ်းနဲ့လူတွေကိုထဲ့ပါအလကားအာဝါရကောင်တွေစိုက်ကားသမားတွေစိုက်ကားသမားတွေကူလီထိုင်းတဲ့ကောင်တွေဇဝင်ညှန့်တဲ့ကောင်တွေ လွတ်တော်တယ်မထဲ့ပါနဲ့လို့ပြက်ပြက်သားသားပြောတာကိုကျော်ကြီးတယောက်ပဲရှိတယ်။ဟုတ်လား။ယနေ့လေခမားတို့ကိုပြောနိုင်တဲ့စကားကအာဝါရာကောင်ကြီးကိုလွတ်တော်တယ်မထဲ့နဲ့။ပညာတက်ကမေတိုင်းပြည်ပေါ်ချစ်စိတ်ရှိရမယ်။အချုပ်ချာအာဏာနဲ့နိုင်ငံရေးအာဏာကွဲကွဲပြားပြားနားလေတဲ့ကောင်မျိုးဖြစ်ရမယ်။အချုပ်ချာအာဏာမှန်းမသိနိုင်ငံရေးအာဏာမှန်းမသိအဲ့ဒီလိုအာဏာဘယ်အာဏာကဘာမှန်းမသိတဲ့အာဝါရာကောင်ကြီးတောက်တို့မရစာရီဖတ်ပြီးတော့နိုင်ငံရေးသမားလှုပ်ချင်တဲ့ကောင်ကြီးဆယ်လီလှုပ်ပြီးတော့ အာနာလူကျင်တဲ့ကောင်ကြီးအဲ့လိုကောင်မျိုးတွေကိုလွတ်တော်တယ်မထဲနဲ့ပညာတက်ကမယ်တိုင်းပြည်ပေါ်ချစ်တဲ့စိတ်ရှိရမယ်လူမျိုးပေါ်ချစ်တဲ့စိတ်ရှိရမယ်ဘာသာပေါ်ချစ်တဲ့စိတ်ရှိရမယ်နိုင်ငံရေးအာနာကိုနိုင်ငံရေးအာနာလို့နားလည်ရမယ်အဲ့ဒီအတွက်အုပ်စုဖွဲ့ပြီးနိုင်ငံရေးအာနာကိုရောင်းအောင်ယူနိုင်တဲ့လူမျိုးဖြစ်ရမယ်လက်နက်ကင်တာပြည်သူလူထုကိုချနှင်းတာအကြမ်းဖက်တာအဲ့ဒီလိုကောင်မျိုးတွေရှိနေတိုင်းပြည်ကပြတ်မှာပဲကျုပ်တို့ပြည်သူလူထုကလှုပ်ရှားပါရှိတယ်ဘဏ္ဍမိုးလင်းလာရင်ပညာသင်စီးပွားချ ီနှစ်ခုမှမလုတ်ဖဲနဲ့အဲ့ဒီလိုခွေးမွေးခံရပြီးတော့နိုင်ငံရေးသမားတွေရဲ့အောက်ကနေပြီးတော့ခွေးမွေးခံတာလို့ရှင်ခမရတို့ခွေးဘွားကျွန်ဘွားကမလုတ်ဘူးကိုကျော်ကြီးကဒီစကားတွေကိုနှစ်ပေါင်းများစွာပြက်ပြက်သားသားပြောလာခဲ့တဲ့စကားတွေဟုတ်လားခမရတို့လက်ရှိတိုင်းပြည်ပြရတဲ့အကြောင်းကခမရတို့ခွေးမွေးခံရလို့ပြက်တာဘာမှပညာမတက်အသိဉာဏ်မရှိတဲ့ကောင်တွေခေါင်းတတာရှိတဲ့ကောင်တွေကနိုင်ငံရေးဆိုပြီးစကလုံးတစ်လုံးနဲ့တိုင်းပြည်ဖြတ်သွားတာဗမာလူမျိုးအချို့စီးပွားတစ်စက်မှမပါသွားဘူး တိုင်းပြည်အကျိုးစီးပွားတစ်စက်မှမပွားတော့ဘူးခင်ဗျားတို့မိသားစုတွေဘဝပြတ်မယ်နေအိမ်တွေမိလောင်မယ်ခင်ဗျားတို့သားသမီးတွေခြေတို့လက်တို့တွေဖြစ်မယ်လို့ကျုပ်ကဒီတိုက်ပွဲတွေမဖြစ်ခင်ကခင်ဗျားတို့ကြိုတင်တတိပေးထားတာပြီးရင်ခင်ဗျားတို့ဗမာဗမာချင်းတိုက်ချင်းနဲ့ခင်ဗျားတို့ဗမာဗမာချင်းအမုန်းတရားတွေဖြစ်လာရင်ခင်ဗျားတို့တိုင်းပြည်ပြိုကွဲသွားမယ်ဆိုတဲ့စကားတွေကိုကျော်ကြီးအစိုးရကပြောခဲ့တာဒါတွေကိုကိုကျော်ကြီးတို့ကမလိုလားဘူးဘယ်ဘယ်လူမျိုးပေါ်မှာလဲကျူးကျော်စရာမလိုဘူးဗမာလူမျိုးကြီးဝါရဆိုတဲ့စကားကိုကိုကျော်ကြီးစပြောတာ ဘလို့လူမျိုးကြီးွာကြတဲ့အကိုကြီးအဖအရာဖြစ်ရမယ်။ဟောဒီတမိသားစုလုံးတိုင်းရင်းသား၈မျိုးသလုံးကိုညီအကိုအကိုကြီးကနေပြီးတော့အညီအမျှခွဲဝေပြီးတော့ကျင်ကျင်နာနာနဲ့ဆက်ဆံတတ်တဲ့အနေအထားမျိုးကိုကြမ်းအောင်လုပ်ရမယ်လို့ကိုကျော်ကြီးပြောခဲ့တာ။တိုင်းပြည်ပေါ်ချစ်တဲ့စိတ်တွေနဲ့ပြောခဲ့တာလူမျိုးပေါ်ချစ်တဲ့စိတ်တွေဘာသာပေါ်ချစ်တဲ့စိတ်တွေနဲ့နိုင်ငံရေးမလုပ်စားဘူး။ကိုကျော်ကြီးကိုခမည်းတော်ကတော်ဝဲနဲ့လာပင့်ပြီးတော့လာပြီးနိုင်ငံရေးလုပ်ခိုင်းလဲကိုကျော်ကြီးမလုပ်ဘူး။ ကိုကျော်ကြီးသွားတဲ့လမ်းမဟုတ်ဘူးကိုကျော်ကြီးကလုံနိုင်စွမ်းတဲ့လူတွေကိုပန့်ပိုးပေးမယ်ကိုလမ်းကိုလျှောက်မှာငကိုတဲကပြောပြီးသားကိုကျော်ကြီးရဲ့ပန်းနေရအရဟတဘူပဲအရဟတဘူကိုဒီဘွားမရရင်နောက်ဘွားရရမယ်ဒါပဲအဲ့ဒီအတွက်ဒီလမ်းကိုပဲဒီဇိုင်းမမလျှောက်နေတယ်အဲ့ဒီလိုလျှောက်နေရင်မြတ်စွာဘုရားရဲ့ကျေးဇူးတရားကိုယူဆက်ခဲ့တယ်မြတ်စွာဘုရားရဲ့သာသနာတော်ထွန်းကားရဒီမီကလူတွေကိုကျေးဇူးဆက်တယ်အဲ့ဒီအတွက်ပြန်လည်ပြဝေးတာဒါပဲပြတ်သားတဲ့ရှင်းလင်းနေစကားတွေက တောက်တို့မဲရစကားတွေမပါဘူးကလီကမာစကားတွေမပါဘူးမူသားမပြောဘူးဂုံးမတိုက်ဘူးကြိုက်တဲ့အချိန်ကြိုက်တဲ့ဗီဒီယိုဖိုင်ကိုစစ်လို့ရတယ်ဟုတ်လားအဲ့ဒီအတွက်ဒီလူတွေကိုလာမဲ့ရွေးကောက်ပွဲမှာဆက်ပြီးပံ့ပိုးပေးနေဦးမှာပဲเนาะ